င်္ဂလာပါဒီနေ့အမ်အသေးစိတ်လေ့လာကြည့်ကြမှာကတော့ငွေချေးဈေးကွက်မှာရောင်းဝယ်ခြင်းအဲ trading ဆိုတာဘာလဲဘလို့အလုပ်လုပ်တယ်လဲဆိုတာ၄ပေါ့နော်ကျွန်တော်တို့ online မှာရှိတဲ့အချက်အလက်ကောင်းထုတ်ချက်တွေကိုအခြေခံပြီးပြောကြမှာပါဟုတ်ကဲ့အဓိကကတော့ trading ရဲ့အခြေခံသဘောတရားလေရင်းနှီးမြှုပ်နှံမှု investing နဲ့ဘလို့ကွာလဲဘယ်သူတွေလောက်ကြတယ်လဲနောက်ပြီး CFD တို့ leverage တို့ဆိုတာတွေပေါ့အဲ့ဒါတွေရဲ့ NDA တွေကိုပါရှင်းရှင်းလင်းလင်းနားလည်သွားစေဖို့ရည်ရွယ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီ trading ဆိုတာကအခြေခံအားဖြင့်တော့လေငွေကြေးတန်ဖိုးရှိပိုင်ဆိုင်မှုတစ်ခုရဲ့ဈေးနှုန်းအတက်လားအကျက်လားဆိုတာကိုခန့်မှန်းပြီးတော့ကာလတော့ဒါမဟုတ်ကာလလတ်အတွင်းမှာအမြတ်ညတ်ဖို့ကြိုးစားရောင်းဝယ်တာကိုဆိုလိုတာပါဟုတ်ကဲ့ဒါဆိုရင် trading နဲ့လူအများစုပိုရင်းနှီးနေတဲ့ investing ရင်းနှီးမွမ်းနှံမှုနဲ့ဘယ်လိုများအဓိကကွာခြားပါသလဲခင်ဗျာအဓိကကွာခြားချက်တော့ရည်ရွယ်ချက်ရေပိုင်ဆိုင်မှုပုံစံရယ်ပေါ့နော် trading ဒါဈေးနှုန်းအတက်အကျပေါ်အမြတ်ထိုးဖို့ဆိုတော့ဈေးကစားခြင်း speculation တဘောပုံများတယ်လေဟုတ်ကဲ့ဟုတ်ကဲ့အများအပြားပိုင်ဆိုင်မှုကိုတိုက်ရိုက်ကြည့်ကင်ထားတာမျိုးမဟုတ်ဘဲနဲ့ CFD လို့ခေါ်တော့ contract for difference လို့မျိုးတဆင့်ခံငွေကြေးကိရိယာတွေ derivative တွေကိုသုံးပြီးဈေးနှုန်းလှူရှာမှုကနေအမြတ်ရှာတာပါအချိန်ကာလအပြင်လည်းပို့တိုးတတ်တယ်ပေါ့ อืม investing ก็จ้ะรอโห company share လိုမျိုးပိုင်ဆိုင်မှုကိုတကယ်ဝယ်လိုက်တာအာဟုတ်ကဲ့ဟုတ်တယ်ရေရှင်မှာတန်မိုးတက်လာဖို့စောင့်တာမျိုးဒါမှမဟုတ်အစုပေါ်အမြက် dividends ဒီရဖို့ရည်ရတာမျိုးပေါ့လေ trading မှာကြတော့ဈေးတက်မယ်လို့ခံမိုင်းရင် long သွားတယ်ဈေးတက်မယ်ထင် short လုပ်တယ်အဲ့ဒီနှစ်ဖက်လုံးကနေအမျက်ရှာဖို့စူးစမ်းလို့ရတယ်ဩအန်ဒီရပိုးများတယ်လို့သိသိရတယ်ဘာကြောင့်လူတွေက investing အစား trading ကိုရွေးချယ်လုပ်ဆောင်ကြတာမျိုးရှိနေပါတယ်လေอืม အကြောင်းရင်းတစ်ခုကတော့ပိုးမြန်မြန်အမျက်ရနိုင်မယ်လို့ယူဆကြလို့ထင်နိုင်ပါတယ်လေဒါပေမဲ့အဲ့ဒီမှာတတိထားရမှာကအရှုံးပေါ်နိုင်ခြေကလည်းအလားတူပဲမြန်ပြီးတော့များနိုင်တယ်ဆိုတာကိုပေါ့မှန်ပါတယ်နောက်တစ်ခုကဈေးခွက်ကျနေတဲ့အချိန်မှာတောင် shock selling လုပ်ပြီးအမျက်ရှာနိုင်တဲ့အခွင့်အလမ်းရှိတယ်လို့မြင်ကြလို့လည်းဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဒီ trading ဈေးကွက်ထဲမှာတော့ဘလူးပုံကိုယ်ဒီအဖွဲ့အစည်းတွေပောင်းရလှူရှားနေကြလာလဲ အဓိကအဖြစ်တော့တူးချင်းရောင်းဝယ်သူတွေပေါ့ retail traders လို့ခေါ်ကြတယ်။နောက်ပြီးတော့ bandne hedge funds လိုမျိုးအဲ့ဒါကငွေအများကြီးစုပြီးဈေးကွက်အစုံမှရင်းနှီးမြှုပ်နှံတာရောင်းဝယ်တာလုပ်တဲ့အဖွဲ့အစည်းကြီးတွေပေါ့လေ။ဟုတ်ကဲ့။အစိုးရအဖွဲ့အစည်းတချို့တောင်ပါကြပါသေးတယ်။အဲရင်းနှီးတွေထဲမှာတော့2021လောက်ကတူးချင်းရောင်းဝယ်သူတွေပုံများလာတယ်ဆိုပေမဲ့ဈေးကွက်အရောင်းအဝယ်ပမာဏအများစုကတော့အဖွဲ့အစည်းကြီးတွေကပဲချုပ်ကင်ထားတော့မှာပဲ။ဖွဲ့စည်းကြီးတွေကဈေးကွက်ကိုလွှမ်းမိုးထားဆဲဆိုတော့လေအရင်အနည်းနဲ့ တူးချင်းရောင်းဝယ်သူတွေအဲ retail traders တွေအတွက်ဘလူးအခက်ခဲတွေတမို့သတိပြုစရာတွေရှိနိုင်မလဲဗျာမှန်ပါပဲအဖွဲကြီးကြီးတွေမှာကတရင်အချက်လက်ပိုးကြတယ်ခွဲချမ်းစိတ်ဖျားနိုင်စွာပိုးကောင်းတယ်ငွေအင်အားကလည်းပိုးတောင်းတင်းလို့သူတို့ရဲ့အရောင်းဝယ်တွေကဈေးခွက်ကိုတိတိတတ်တာရွှေ့နိုင်တယ်လေဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုတူးချင်းရောင်းဝယ်သူတွေအနေနဲ့ဈေးခွက်ရဲ့ရည်စီးကြောင်းမှုပိုးပြီးတော့တတိထလစ်လာဖို့လိုအပ်တယ်လို့ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကအဖွဲ့အစည်းကြီးတွေရဲ့လှုံ့ဆော်မှုတွေကြောင့်ဘလို့တက်ရောက်မှုရှိနိုင်မလဲဆိုတာကိုထည့်တွက်ဖို့အရေးကြီးတာပေါ့သူတို့ရောင်းဝယ်ကြတဲ့နေရာလေးကတော့ဘလို့ကွာခြားတယ်လဲအခြေခံကတော့အတူတူပါပဲဈေးနှုန်းကိုဝယ်လိုအားဒီမန်းနဲ့ရောင်းလိုအား supply ကအဆုံးဖြတ်ပေးတာပေါ့ဝယ်သူများရင်ဈေးတန်ရောင်းသူများရင်ဈေးကျဒါပါပဲရောင်းဝယ်တဲ့နေရာအဓိကနှမျိုးရှိတယ်ပြောရရတယ်ဟုတ်ကဲ့ဟုတ်ခါနဲ့ရောင်းဝယ်သူတိုက်ရိုက်ချိတ်ဆက်လုပ်ကြတာ CFD လို့ကိရိယာတွေကအဲ့ဒီမျိုးစားထဲမှာများသောအားဖြင့်ပါတယ်อืม နောက်တစ်မျိုးက exchange ပေါ့ New York Stock Exchange လို့လိုမျိုးဗဟိုထိန်းချုပ်ဆဲကွက်ကြီးတွေမှာစီးပင်းစည်းကမ်းတွေနဲ့အညီတိုက်ရိုက်ရောင်းဝယ်ကြတာပါခုနကစကားထဲမှာ OTC ရောင်းဝယ်မှုတွေနဲ့ CFD လိုကိရိယာတွေပါတယ်ဆိုတော့အဲ့ဒီမှာခဏခဏကြားနေရတဲ့ leverage ဆိုတဲ့ယူဆကအရေးပါလာပြီးထင်တယ်အဲ့ဒါလေးကိုနည်းနည်းတော့ရှင်းပြပြပါလားခင်ဗျဟုတ်ကဲ့ leverage ဆိုတာကလေကိုတကယ်စိုက်ထုတ်တဲ့ငွေပေါ်မှာနာအဲ့ငွေတမောဝမာချင်းပေါ့ အဲ့ဒါအနှဲငယ်လေးနဲ့အဲ့ဒီချက်အစာပေါင်းများစွာပိုကြီးတဲ့တန်ဖိုးရှိတဲ့အယောင်ဝယ်ပမာဏတစ်ခုလုံးကိုထိမ့်ချုပ်နိုင်တာကိုဆိုလိုတာပါ။အော်ကုန်းနေရာမှာတဘုံမျိုးလား။ဟုတ်အဲ့လိုပြောလို့ရမှာတော့မတည်ဘူးအကျန်းဖြင့်ကတော့အာနေနေနဲ့အလင်းကြီးမာတာမျိုးနဲ့စစ်နေပေါ့ဒါပေမဲ့မားလာရင်အကျိုးဆက်ကကြီးနိုင်တယ်လို့မျိုးပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ ငွေနည်းနည်းနဲ့ပမာဏကြီးကြီးရောင်းဝယ်နိုင်တော့အမျက်ရရင်မျက်မျက်မျက်နိုင်တာမှပဲမဲ့အရှုံးပေါ်ရင်လဲကိုယ့်ရဲ့မူလအငွေထက်ကိုအများကြီးပိုရှုံးသွားနိုင်တဲ့အန်ဒရယ်ရှိနေတယ်လေအဲ့ဒါဆိုရင်တော့တတို့ကိုအန်ဒရယ်ကြည့်တာပေါ့နော်ရင်းမြစ်ထမလဲ CFD ရောင်းဝယ်တဲ့တူးချင်းရောင်းဝယ်သူအများစုဥမာ97%လောက်ကအရှုံးပေါ်ကြတယ်လို့ဖော်ပြထားတာတွေ့တယ်ဒီလိုအရှုံးများတာ leverage အန်ဒရယ်ဒီမှာပဲ တခြားဘလို့အကြောင်းရင်းတွေရှိနိုင်သေးလဲအချက်လက်တီအရာ leverage ကအဓိကအကြောင်းရင်းတစ်ခုထိနိုင်တယ်လို့နောက်ပြီးတော့ဟိုစိတ်ခံစားချက်ဦးစားပေးပြီးစီမံကိန်းမရှိပဲရောင်းဝယ်မိလာမျိုးပေါ့ emotional trading လို့ခေါ်ကြတယ်음ပြီးတော့စနစ်တကျစွန့်ဆိုင်မှုစီမံခန့်ခွဲမှု risk management အားနဲ့တာဈေးကွက်အပြောင်းလဲကတိတ်ညံတာနောက်ပြီးခုနကပြောခဲ့တယ်လို့အဖွဲကြီးကြီးတွေရဲ့အားသာချက်တွေဒါတွေအားလုံးပါတိုင်းနေလို့ဆိုပါတယ် ဒါကြောင့်စနစ်တကျလေးလာမှုနဲ့ risk management ကအလွန်အရေးကြီးတာပေါ့လေ။အေး CFD အကြောင်းလေးနည်းနည်းထပ်ရှင်းပြပေးလို့ရမလား။ရပါတယ်။ CFD ဆိုတာကပိုင်ဆိုင်မှုတစ်ခုဥပမာ share ပဲဖြစ်ဖြစ်ရှေ့ဘဲဖြစ်ဖြစ်အဲ့ဒါကိုတကယ်လက်ထဲမှာဝယ်ကင်ထားတာမဟုတ်ဘူးလေ။သူ့ရဲ့စေနှုန်းအတက်အကျပေါ်မှာပဲအခြေခံပြီးအမြင့်အရှုံးတွက်ချက်ပမယ်ဆိုတဲ့သဘောတူစာချုပ်ကခုနဲ့ရောင်းဝယ်တာ။အော် contract သဘောမျိုးပေါ့။ဟုတ်ပါတယ်။စေတမထင်းဝယ်မယ် buy ဒါမှမဟုတ် loan ပေါ့။ စေးကြမယ်ထင်ရင်ရောင်းမယ် sell ဒါမှမဟုတ် short ပေါ့အဓိကတော့စေးခမန်းတာမှန်သွားရင်ကိုဝင်လိုက်တဲ့စေးနှုန်းနဲ့ပြန်ပိတ်လိုက်တဲ့စေးနှုန်းကွာခြားချက်ကိုကိုရောင်းဝယ်တဲ့ပမာဏနဲ့မြုပ်ပြီးအမြတ်ရမယ်ခမန်းတာလွဲသွားရလေအလားတူပဲအရှုံးကိုတွဲရမှာပေါ့ဟုတ်ကဲ့ leverage သုံးထားရင်တော့ခုနပြောသလိုဒီအမြတ်အရှုံးပမာဏဟာကိုရဲ့ကနအိုးအငွေပမာဏလေးနဲ့ရှင်ရင်အစားပေါင်းများစွာဖြစ်သွားနိုင်တယ်ဆိုတာကိုအမြဲသတိထားရမှာပဲဒါဆိုအနည်းချုပ်ပြောရရင်တော့ trading ဆိုတာကဟုတ်ကဲ့အနည်းချုပ်ရရင် trading ဆိုတာငွေကြေးပိုက်ဆိုင်မှုတွေရဲ့စင်းနှုန်းအတက်အကျကိုခန့်မှန်းပြီးတော့ကာလတူကာလလက်မှာ အမျက်ထုတ်ဖို့ကြိုးစားတဲ့ဈေးကစားမှုသဘောဆောင်တဲ့လုပ်ငန်းစဉ်တစ်ခုပေါ့ဒါဟာရေရှည်သူတွေပိုက်ဆိုင်မှုတန်ဖိုးတက်ဖို့မျှော်ကောတဲ့ investing နဲ့ကွာခြားတယ်လေ CFD လို leverage ပါတဲ့ကိရိယာတွေကငွေနဲ့နဲ့ဈေးကွက်ထည့်ဝင်ဖို့လွယ်တယ်လို့ထည့်ရပါမိမယ် အမြတ်ရောအရှုံးကိုပါအစားများစွာပွားများစေနိုင်တယ်။ဒါကြောင့်ယင်းမြစ်တင်မှာဖော်ပြထားသလိုပဲအရှုံးပွားနိုင်ခြင်းအလိုမင်းမားတဲ့ဆော်ရာကိုတော့အသေးချာသတိပြုရပါမယ်။ဟုတ်ကဲ့ဒီချက်လက်တွေကိုခြုံငုံ သုံးသပ်ပြီးစဉ်းစားစရာကတော့လေအချိန်တိုအတွင်းငွေကြေးအမြတ်အစွန်းရှာနိုင်တယ်လို့ထင်ရတဲ့ဒီ trading လမ်းကြောင်းဟာတကယ်တမ်းမှာကိုယ့်ရဲ့ဘန်ဒါရဲ့လွတ်လပ်မှုစီသွားတဲ့လမ်းတစ်ခုလားဒါမှမဟုတ်လွယ်အပ်တဲ့ကြိုတင်ပြင်ဆက်မှု နားလေသဘောပေါက်မှုနဲ့ စွန့်စားမှုစီမံခန့်ခွဲမှုတွေမပါဘဲနဲ့စိတ်လှူရှားမှုနောက်ကိုလိုင်းမိနိုင်တဲ့တတိထားเสียနေရာတစ်ခုလားဆိုတော့ကိုကိုကိုပြန်မေးကြည့်ဖို့လိုအပ်နေမလားဆိုတာပါပဲခင်ဗျာ။